မင်းအောင်မင်းရကြီးနဲ့ရွာစံချိန်ဤတွင်အင်္ဂလိပ်ကိုယ်စားလှယ်အရေးပိုင်ထံဝင်ရောက်ခိုလွန်၍အင်္ဂလိပ်အစိုးရကကာလာကတားမျိုးတို့ပို့ထားသောညောင်ရမ်းမင်းသား၏ညီတော်ညောင်အုပ်မင်းသား၏မြန်မာနိုင်ငံတော်၏အောက်မြင့်စဉ်အစွန်အဖျားဖြစ်သောဒဂုံမောကြောက်တိုင်အနီးတို့အမတ်မထင်လာရောက်၍လူလူစုယုံပြီးလင်မြေထဲမျိုးကိုရွတ်တရက်ဝင်ရောက်မိရှုပ်ပြီးလင်နေရင်ဒဂုံမောကြောက်တိုင်အနီးရှိ စံပုံတော်အရက်တွင်ကိုဝင်နေထိုင်လျက်ရှိကြောင်းမြေရဲမြို့ဝန်မောင်စိတ်လဲတောင်တွင်းကြီးမြို့နယ်တို့ဖက်ပြေးသွားကြောင်းများကို အောက်မြစ်စင်ဝန်ကြီးမဟာမင်းလာမင်းတင်နရတုကရှောက်တင်ကြားတီရတော့ကြောင်းတန်းရေးပြည်မှုနှင့်ဆက်လင် အမှုငယ်ဒီဖြစ်တော်လဲတိုင်းစုံပြည်နာစင်ရာပြည်သူတို့ဤထိတ်လန့်ကြောက်ရွံ့မှုမရှိစေရန်ထိပါနှောက်ရက်တူညောင်အုပ်စားကိုရမိအောင်ဖန်ဆီးစေဟုတော် အမိန်တော်တရက်ကိုထုတ်ပြီးလင်အတွင်းဝန်ပဲမြို့စာမင်းကြီးမဟာမင်းခေါင်အတင်ခရာကိုဦးစီးစေပြီးမြို့ဝန်ဘောင်ဝန်တို့ကိုအောက်မြစ်စင်ဝဲရမြို့ကြေးရွာများညင်ဝတ်ပြပြားစီရန်ပင်းမြို့နတ်မောက်မြို့တောင်တွင်းကြီးမြို့များတို့တွားရောက်နှင်နှင်းစေရလေသည်၎င်းတို့မရောက်မီပင်ညောင်မင်းသားနှင့်အပေါင်းအပါတို့သည်ဒဂုံမောကြောက်တိုင်အဆက်ရှိကျင်းနှံယုံတော်များကိုဒုတိယအကြိမ် လာရောက်ဖြတ်စည်းခြင်းပြုကြပြန်နေနဲ့ပင်အတွင်းဝင်မင်းတို့မရောက်မီပင်အောက်မြစ်စင်ဝင်နဲ့မြေထဲမြို့တကြီးနေမျိုးတမန်တရာစာတို့ကလူလူလက်နက်စူယုံစီးကြက်ပြီးလင်တွားရောက်တိုက်ခိုက်ဖမ်းဆီးကြရာညောင်မင်းသားနဲ့အပေါင်းအမာတို့ဒီကြောက်တိုင်တောင်ဘက်တို့ထွက်ပြေးဆုတ်ခွာသွားကြပြန်နီထွက်ပြေးသူမောင်စိတ်ကိုလည်းမြေထဲမြို့ဝင်ယာရုမှနှုတ်ပယ်၍ရွှေဘွားတော်အောက်တို့ဖမ်းဆီးခေါ်ဆောင်သွားကြပြီးလင် ဒုတိယအကြိမ်ညောင်မင်းသားတို့ကို ခုခံတိုက်ခိုက်သူမြေရဲမျိုးတကြီးနေမျိုးတမန်တရာစာကိုမြေရဲမျိုးဝင်မဲအရာတို့တိုးတက်ခံထားချင်းမြန်လိုက်လေသည်ဤသို့သောအနောက်ရှက်အပြက်စည်းများကနေပြည်တော်နှင့်ဝေးရာဌာနတို့၌လည်းမပြတ်မပြတ်ဖြစ်ပေါ်လျက်ရှိခဲ့သည်မြေတိဌာနမြေတိအရ၌မြေသူတော်အကြောင်းအချင်းအရာများဖြစ်ပွားပေါ်ပေါက်လျက်ရှိစီရွှေနန်းတော်အတွင်မိမအပိုင်းတွင်မူ ျော်ရွှင်ချမ်းမြေစွာနဲ့ဆံရဆံရစည်းစိမ်တွင်ရင်မူးလျက်မိမိရော့ရော့ပော့ပော့တန်တန်နတ်စည်းစိမ်ခံလျက်ရှိချိန်မှာမတင်ကာမှုမယုံကြည်မှုတို့ကလည်းမိမအချင်းချင်းအပေါ်တွင်လိုအပ်သည့်ထက်ပို၍ထားကြလေသည်ဤအချိန်ပိုင်းတွင်နတ်မတော်မိဘရင်ကောင်းကြီးစုဖျားလက်သည်တရေတော်ရင့်မာယာမှတမိတော်တပါမင်းရှူတန့်စဉ်ဖွားမြင်တော်မူလေသည် ။ဒါတော့အစားမရတော့လဲ။သမီးတော်ကိုပင် ချစ်မြတ်နိုးတော်မူကြရသည်။နမ်မတော်ကြီးစုဖျားလက်တီသမီးတော်ငယ်အားထိတ်စုဖျားကြီးဟု၍ခေါ်တော်မူသည်။သမီးတော်ထိတ်စုဖျားကြီးအားနမ်မတော်မိဖျားကြီးစုဖျားလက်နှင့်တီဘောရွှေနှန်းရှင်တို့အလိုတော်ကြဖြစ်တော်အထင်းတော်ကြီးနှစ်ဦးကိုရွေးကောက်ခံနာတော်မူလိုက်လေသည်။အထင်းတော်ကြီးတဦးမှာ30မင်းသားကြီးသမီး30မျိုးသား သူကေတာဝရီဖြစ်၍တဦးမှာကောလင်မင်းသားကြီးမြေတောင်စင်မျိုးသားတုမနာဝရီဖြစ်သည်ထိုအထင်းတော်ကြီးနှစ်ဦးအားမင်းသမီးကြီးတို့၏အဆောင်အယောင်အခမ်းအနားများပေးအပ်၍အထူးရွေးကောက်သူကောင်းပြုတော်မူပြီးလင်အချွေရန်ပေါင်းမြောင်များစွာတို့အပေါ်တွင် အကြီးအကဲပြုလျက်တမိတော်ထိတ်ဆုဖရာကြီးအားအလှဲ့ကြထိန်ကြရသည်အခြားတော်တက်ရွယ်နှုတ်ငယ်သူအပြုတော်များကား တမိတော်စူဖျားကြီးအားထိန်းချီခြင်းမပြုကြရပေ။လက်သာ၍တားငယ်တမိငယ်တို့ကို ကြည့်ရှုစောင်းလျှောက်တတ်သူအသည့်အလိမ်မှရှိသူအထင်းတော်ကြီးတို့ကသာကြည့်ရှုချီးမှုထိန်းသိမ်းကြရပါသည်။ရုပ်စွာအစုံညပခတ်တော်လွှဲခြင်းကိစ္စကိုများအသက်ငယ်ရွယ်သူများကမပြုတ်လောက်ကြပဲအထင်းတော်ကြီးများကသာညဉ့်ညင်သာသာညပခတ်ကို လွှဲရပါသည်။ဤမြပင် နန်းတွင်း၌စီကန်းတကြရှိကြပါသည်တမီတော်ဖွားမြင်တော်မူစဉ်ရက်လအနှဲငယ်ကြာလာတော့အခါမန္တကြီးရွာသားသည်ကိတ္တရက်ဆိုင်ထားခဲ့ရတော့သူ၏စွန်စမ်းမှုကိစ္စကိုအစပြန်ကောက်ခဲ့သည်အရှင်တခင်စုဖျားလက်အားလဲမိမိသင်္ကာရဏမကင်းမှုများကိုဖွင့်ဟတတော်ဦးတင်သည်အဆောင်တော်ထဲမှာလဲမြည်သူအမှုအရာပြက်တွေကိုအကဲခတ်လေတော်သည်ဤတွင် ိုင်းခင်ခင်ကြီးနဲ့တာနမန်လေစားတို့အမှုအရာကို အထူးသတိပြုမိလာသည်မတင်ကာမှုကို အကောင်အထည်တွေ့ရန်စုံစမ်း၍မရတော့အခါတိုင်းခင်ခင်ကြီးကိုညှက်လှက်ခံစားရတော့အပြိုတော်များနဲ့အတူညဘက်မှာခါစားစီရန်စူပရားလက်၏အမိန်နဲ့မန္တကြီးရွာသားကပြောင်းလိုက်တော့အခါခင်ခင်ကြီးသည်ညဘက်တွင်အပြင်သို့မထွက်ရတော့ပြီ။တောင်နမန်လေစားမောင်းမောင်းဖေးလေ နိုင်ခင်ခင်ကြီးကို လာရောက်ခေါ်ယူခြင်းမပြုနိုင်တော့ပေထို့ကြောင့်ရွှေနန်းရှင်ကိုအကျိုးအကြောင်းတင်လျှောက်သည်တိဝမင်းတရားဒီနိုင်ခင်ခင်ကြီးကိုအကြောင်းတစ်ခုပြ၍ပိန်တို့ပြန်နေစေရန်အမိန်ရှိသည်ထို့ကြောင့်ဒိုင်းဝင်ကတော်ကြီးဒီသမီးခင်ခင်ကြီးကို နေထိုင်မကောင်း၍စေကုရန်အိမ်သို့ခဏပြန်ခေါ်လို၍စုဗျာလက်ထံအမိန်တော်ခံသည်စုဗျာလက်ကခိတပြန်၍စေးစားရန် အခွင့်ပြုတော့လေရန်ဖန်ရန်ခါနေခင်းနေလေအချိန်လာရောက်ခံစားရအောင်မည်ဟုဆိုကာခွင့်ပြုလိုက်တဲ့ဖြင့်ဒိုင်းခင်ခင်ကြီးဒီမိဘများအိမ်တို့ပြန်ခဲ့ရသည်အိမ်တို့ရောက်တော့အခါမူမောင်မောင်ဖေကညစဉ်ပင်တိဘောရွှေနှန်းရှင်နှင့်တွေ့ဆုံစေရန်ပန်းခုံတော်တို့ခေါ်လာရသည်ထို့ကြောင့်တိဘောမင်းရားနှင့်ဒိုင်းခင်ခင်ကြီးတို့သည်ရခင်အတိုင်းညအချိန်၌တွေ့ဆုံကြရပြန်သည် ပန်းခုံတော်နတ်နာနန်းတော်တွင်ခင်ခင်ကြီးကလူပြိုတော်သားအတွင်ဝတ်ဆင်၍ဝင်ရောက်ရမြဲအတိုင်းဝင်ရောက်လျက်ရှိရာရှေ့ပိုင်းတွင်မင်းယောက်ကြားများတာရှိပြီးလက်သုံးတော်ကြီးများ၏အဆောင်အရှောက်လုံခြုံကြက်တီးမှုကြောင့်မန္တကြီးရွာသားစူးစားတလောင်ခရီးမပေါက်ခဲ့ဖြစ်ရသည်မန္တကြီးရွာသားသည်အမျိုးမျိုးသောစုံစမ်းနည်းဖြင့်စုံစမ်းရာတွင် နန်းတော်အတွင်ဟောင်းနေတော်ရွှေရည်ဆောင်နှစ်ဆောင်ကို အစ်စ်ပြုပြင်မွမ်းမံနေတွေကို တွေ့ရှိရသည်။နန်းကကြွေးဝင်မင်းနဲ့လောက်သားတပည့်များကိုရွှေရင်ဆောင်များပြုပြင်နေတွေကိုစုံစမ်းပြန်ရာဟောင်းနှွမ်းနေတော့ကြောင့်ပြုပြင်မွမ်းမံရန်အမိန်တော်ရှိသည်ဟုမြောက်တဝဲဘူးမင်းကခိုင်းစေတော့ကြောင့်ပြုပြင်နေရခြင်းဖြစ်သည်ဟုအပြေရလေသည်။မြောက်တဝဲဘူးမင်းဆိုရင်းနဲ့ကျွန်တော်မေလာကြီးမောင်မောင်တို့ဟု၍မန္တကြီးရွာစာနားလည်လိုက်လေသည်။ကျွန်တော်မျိုးသားမောင်မောင်တို့က ဤအဆောင်များကိုအရှင်အမိန်တော်နှင့်ပြင်ဆင်မွမ်းမံခိုင်းသည်ဆို၍လည်းအကြောင်းတို့ရှိရမည်ဟုတထစ်ချသွတ်စာလိုက်သည်ပြင်ဆင်မွမ်းမံနေသည်မှာလည်းတဆောင်မြမကတောင်ရွှေရည်ဆောင်နှင့်မြောက်ရွှေရည်ဆောင်နှစ်ဆောင်လုံးဖြစ်နေသည်ရှေ့ပိုင်းတွင်ခါစားရသူမိမိခွန်မွန်းဤအမြောက်ဝင်ကိုစုံစမ်းခိုင်းရတွင်လည်းဝန်မဲမှာယူသားစွာနေထိုင်ပြောဆိုရသူဖြစ်သောကြောင့်တကြောင် မောင်မောင်တို့တို့အလိုက်အုံကား နှုံချုံပြပြလာပြတဲ့ကြောင်းမြီတို့များကြားသိရခြင်းမရှိခဲ့ပြန်ပြီတနရာတွင်လဲစုံစမ်းမှုကရှိလေလေသည်ရင်ကတိုင်းအတွင်းဝင်မင်းအိမ်မှာလူဝင်လူထွက်နဲ့အခြေအနေများကိုအမတ်မထင်အထောက်တော်လူယုံတော်များလှုပ်ကာနေ့နဲ့ညအချိန်များအလှဲ့ကြစောင့်ကြည့်နေစီသည်ညဘက်အထောက်တော်ကညအခါတောင်းတမန်လဲစားလာလေရှိသည်ကတနေလင် ရွှေနန်းတော်တို့ပြန်ပြီးသူတွင်အဖို့အချမ်းရန်ဖြင့်လူငယ်၃လေးဦးပါလာမည်ဖြစ်သည်ဟုအစီရင်ခံချက်ရရှိလေသည်နေဆောင်အထောက်တော်တို့၏အစီရင်ခံချက်မှာရွှေနန်းတော်မှဗရင်တော်များဝင်ထွက်သွားလာ၏ကိုတွေ့ကြရကြောင်းဖြစ်သည်နန်းတော်ဗရင်တော်များဝင်ထွက်မှု၏ကရွှေတိုက်တော်မှာအမိန်တော်အရသာလင်လှုပ်ဆောင်ရသူများဖြစ်သောကြောင့်တခါတရံလာလင် အတိအကျွမ်းမိတ်ဆွေဖြစ်လာခြင်းဖြစ်လာနိုင်တော့လေအခါများစွာဝင်ထွက်သွားလာခြင်းမှာတစုံတရာအကြောင်းကိစ္စရှိရတာဟူ၍မန္တကြီးရွာစားကတွေးမိသည်တခါတည်းရန်ဒိုင်းခင်ခင်ကြီးနှင့်မိခင်ဝင်းကတော်ကြီးတို့နေ့လယ်စာအခါစားဝင်လေရှိသည်တစုံတရာအမှုအရာမပြတ်သောကြောင့်အကဲဖမ်းရန်ခတ်နေပြန်သည်မိပြန်ကောင်းကြီးစုဖျားလက်ကိုသူကြားတိတွေ့မြင်သည်။တင်လျှောက်သည်ထိုအခါ မတင်ကာမှုဒီတိုးပွားလာပြီးလင်လက်စုပ်လက်ကင်မမိခင်ပင်ဒိုင်းခင်ခင်ကြီးနဲ့မိခင်ဝင်းကတော်ကြီးတို့အခါစားဝင်ရောက်လာတိုင်းပြည့်ရဲ့အမျိုးမျိုးစင်က မန္တကြီးရွာသားတို့အဖွဲ့ကနှိတ်ဆက်မှုပြုလေတော်ဒီဒီအချိန်တွေမျိုးတွင်ပင်ခင်ခင်ကြီးအတော်မမခိုင်မှာမန္တကြီးရွာသား၏အပြုမှုကို၎င်းဒိုင်းခင်ခင်ကြီးတို့ခံရချက်ကို၎င်းမြင်တွေ့နေရလေသည်တင်ကမကင်းယုံမြရှီရီတော်အချိန်တွေမှာပင် ဤမြနှိမ့်ဆက်ကလူပြုမူနေပါလင်အเจ้าမန်ကိုယ်တော်သိရှိပါကပို၍တာအချိန်နေဆိုးဝါးလာပြီတော့မြည်ဟုစိတ်မချမ်းမသာဖြစ်နေရလေသည်တို့ဖြစ်တော့ကြောင်းမမခိုင်ဒီသူမဖြစ်သူပင်ခင်ခင်ကြီးကိုဒိုင်းခင်ခင်ကြီးကဲ့သို့သူတို့တင်္ဃာမကင်းမှုကြောင့်ပညာရှိညင်စဲနီးမျိုးနဲ့ညင်စဲမှုမခံရမီသူမခင်ခင်ကြီးအားယူကြောင်ကြောင်ဖြစ်နေတော့ကြောင်းစေကုရန်အိမ်ပြန်ခေါ်ပါရစေဟု အမိန်တော်ခံ၍ ပင်ခင်ခင်ကြီးအားခေါ်ပြီးအိမ်တို့ပြန်လာသည်တို့ရတွင်မောင်မောင်တို့သည်ပင်ခင်ခင်ကြီးကိုလည်းဒိုင်းခင်ခင်ကြီးကဲ့သို့ညအချိန်ရွှေနှန်းရှင်ဖျားထံအခါစားဝင်ရန်တိုက်တွန်းလာပြန်သည်အီတွင်မမခိုင်သည်ပင်အတွင်းဝင်ကတော်ကြီးနှင့်ခေါင်းချင်းဆိုင်တိုင်ပင်မိလျင်ပင်ခင်ခင်ကြီးအားအန္တရာယ်မှအလင်းမြန်လွတ်ကင်းစိန်တော်ငါမကြမီအမျိုးကောင်းသားတအူးနှင့် ထိမ်းများလက်ထပ်ပေးလိုက်ရန်အပူတပြင်စီမံဆိုင်းပြင်နေကြလေသည်နမ်မတော်မိဖုရားကြီးစုဖုရားလက်ဒီပရင်တခင်နဲ့မန္တကြီးရွာသားတို့ထံမှထပ်မံကြားရတော့တရင်တရက်မှာချွေလံမြုပ်ဝင်သမီးနဲ့ပရင်တခင်ဤတအလံကောင်းဟံဝန်ခင်မောင်လက်သူအစောတလင်ထိမ်းများပေးလိုက်ရတော့တရင်ဖြစ်သည်ထိုတရင်တွင်ကျွန်တော်မျိုးသားမောင်မောင်တို့နှင့်ရွှေနှန်းရှင်ဖုရားမိဖုရားအငယ်များ ရှားပွေဆက်တရန်ကြိုးပမ်းနေကြောင်းတစွန်းတစပေါ်ပေါက်နေလေသည်မောင်မောင်သုံးနှင့်မောင်ဖေငယ်တို့သည်မိမိသူကောင်းပြုထားခြင်းကိုမစာနာမထောက်မြော်ပဲမိမိမကြိုက်မနစ်သက်ဆုံးဖြစ်တော်မိပြင်ငယ်ထားမှုကိုလုံးလပြုနေလိုများဖြစ်သည်ဟုတတိချယူဆကလွန်စွာ အမျက်တော်ရှိသွားလေသည်မောင်မောင်သုံးနှင့်မောင်ဖေငယ်တို့သည်မိမိနှင့်တီဘောမင်းရတို့ မေတ္တာကျိုးဆက်တွေ့စဉ်အခါကမေတ္တာကျိုးဆက်တွေ့စဉ်အခါကအကျိုးတော်ဆောင်ခဲ့တော်အိမ်တော်ပါကြေးကျွန်ရင်းချများဖြစ်တော်ကြောင်းအထွတ်အမြတ်သို့ရောက်တော်အခါသူမတူအောင်ဖူးဖူးခြားခြားမြောက်စားသူကောင်းပြုထားပါလျက်ယခုအခါမိမိအပေါ်ကိုကြော်လွန်၍တိဘောမနီယဘဒုတဘာကျွန်တက်တက်ဖြစ်စေရနာထားလျက်မိဖုရားငယ်ဆက်တယံလုံးလပြုနေခြင်းဖြစ်ကြောင်း အထောက်ထားများစွာနဲ့တကွတိတိကျကျသိရှိတော်မူခဲ့လေပြီတို့တော်မိဖုရားကြီးစုဖုရားလက်ဒီရုတ်တရက်အမျက်တော်ကိုထုတ်ဖော်ပွင့်လက်ခြင်းမပြုတွေပဲကိုတင်သောစစ်ကဲကိုဆွဲမချနိုင်ဆိုတော့စကပုံကဲ့သို့အလွန်ကျွံမြောက်စာသူကောင်းပြုထားခြင်းကြောင့်ရှမ်းရမ်းတော့ကောင်းစားနေသူကျွန်တော်မျက်နှာမောင်မောင်တို့အားအပြစ်ရှိရမြထုတ်ဖော်၍မင်းပြစ်မင်းတံပေးရန်အထောက်ထားများစွာလိုလာကြောင်း ပြည့်စုံတော်မူသည်မိဖုရားငယ်ရှာပေးမှုကလေးတစ်ခုကြောင့်မင်းပြစ်မင်းတန်ခံစီပြီးမဖြစ်စက်ကောင်းပြီမောင်မောင်တုတ်ဒီလည်းမင်းပြစ်မင်းတန်နဲ့ဂျာစိုးကြခံလောက်တော့ပြစ်မှုမျိုးကိုယခုအချိန်ထိမတွေ့သေးရသည်အကယ်၍သာမောင်မောင်တုတ်ကိုမိမိရရအပြစ်ပြ၍ဖမ်းဆီးနိုင်မှာကမောင်ဖေငယ်နှစ်တကွာသူတို့ဤလက်ဆွဲတော်ကြီးအတိုင်းဝိုင်းမှာတနွေငင်းတော်တစ်စင်လုံးပါနိုင်သည် ရှင်းတို့ကြောင့် ိပြန်ကောင်းကြီးစုဖရားလက်ဒီရုတ်ချီတစုံတရာတိတော်မူချောင်းကိုအရေးအခြေမြမပေါ်စေသေးပဲမတိကြိုးကြွပြုတော်မူပြီးလင်ကြဲကြွရင်ချာများနဲ့တီရိုတိုင်ပင်လျက်အချက်အလက်များကို ရှာဖွေနေသေးသည် သမီးတော်ထိတ်စုဖရားကြီးလည်းသုံးလကျော်အရွယ်တို့ရောက်လာသည်တွင်တီဘောရွှေနှန်းရှင်အားမိဖုရားကြီးစုဖရားလက်ကမௌဒာဗိဒိတ်တော်ခံရန်အကြံဉာဏ်ပေးတော်မူသည်မௌဒာဗိဒိတ်ဆိုဒီမှာ တော်ယုံဘရင်များခံယူဝင်ခြင်းမရှိကြတော့လေတိဘောမင်းနေရသည်မိဖုရားကြီးအလိုတော်အတိုင်းသဘောတူညီရနေသည်တို့ဖြစ်ပြီးမူတော်မတ်တော်ကြီးများမௌဒာဘိဒိတ်တော်ခံရန်အခမ်းအနားများကို စတင်စီမံဆောင်ရွက်နေကြရလေသည်မိဖုရားကောင်းကြီးဘတ်တော်သာအလိုတော်ရှိမူမတ်များကစိတ်အားထက်သန်ကြတော့လေရှင်းနောက်စင်ကြင်သက်သူမူကြီးမတ်ကြီးတို့မှာအွယ်ငယ်လာတွေတော်တိဘောမင်းနေရက မௌဒာဘိဒိတ်ခံတော်မူမည်ဆိုဒီကိုအထူးအံ့ဩကြသည်မိပြန်ကောင်းကြီးအလိုတော်ဟုသိရသောအခါမှာအလိုက်တင့်စွာပင်စီမံခန့်ခွဲခြင်းပြုကြရလေသည်ရွှေဘုံဏိဒန်းထုံတန်းဆင်လာရှိသည့်အတိုင်းရွှေနန်းတော်ဦးမြေနန်းပြတ်တတ်တော်ကြီးတွင် ရှေ့မျက်နာတွင်ပွင့်ချက်တရားအရေးရှိတော်ဗဒဝိထအင်းပြင်ပလင်တော်ထက်၌မင်းတာမန်တို့ခံဝန်းကြတော်ရာဇာဘိဒိတ်ကမௌဒာဘိဒိတ်ကို တိဘောရွှေနန်းရှင်သည်နမ်မတော်စုဗျာလက်နှင့်အတူဥထိတ်၌ဆက်၍တွန်းအပ်သောခယူသင်းသုံးလုံးရည်ဖြင့်တွန်းခံတော်မူကြလေသည်ထိုနေ့က1143ခုနှစ်တိုင်ရောက်ခဲ့သောနေ့ဖြစ်၍နန်းစံ3နှစ်ပြည့်ဖြစ်လေသည်ထို့သို့မောဒဗိဒိတ်တွန်းခံတော်မူသောမင်္ဂလာအခါတော်နှင့်တပြိုင်တည်းနိုင်ငံတော်အရရမြို့ပြခရိုင်များတွင်မြို့ဝန်မြို့အုပ်မြို့ရှင် ရွာရှင်တို့ကိုအဝေးဝံများမှတစဉ်ဇယိတ်ငွေတော်များထုတ်ပေး၍ကုလိုကောင်းမှုတော်များပြုလုပ်ကြရစေသည်မောရာဘိဒိတ်သွန်ခံပြီးနောက်တွင်လည်းနတ်မတော်ကြီးစုဖျားလက်၏အလိုတော်အတိုင်းတိုင်းနာမင်းကြီးကပညာရှိမူတော်မတ်တော်ကြီးများမြို့တော်သိန်းအခမ်းအနားကို ကျင်းပတော်မူရန်ရှောက်တင်စာဆက်တွင်လျက်ရှေမင်းတို့လက်ထက်ကားကဲ့သို့ရတနာဘုံရွှေမြို့တော်ကြီးကိုမြို့တော်သိန်းမင်္ဂလာအခမ်းအနားတွင် စင်ရင်ကျင်းပါတဲ့ကြောင့်လျှောက်ထားစီရောကြောင့်တိမောရွှေနှန်းရှင်ဖရာဒီမြို့တော်တိုင်းအခမ်းအနားကိုလှုပ်ဆောင်စီရန်အမိန်တော်ချမှတ်တဲ့ဖြင့်ဆံရတို့ကစီမံကြရပြန်လေသည်ထိုအခမ်းအနားတွင်မြို့တော်ရှင်းမြတ်နာဦးထိပ်တကားဤရာဘတ်တွင်စံနန်းတော်နှင့်မင်းညီမင်းနာမူတော်မတ်တော်များစုဝေးရက်နေရန်တဲကနှဖြင့်များစောက်လို့ရသည်မောင်မော်တို့တက်ရန်နှင့် ဘောဘော်တို့တက်ရန်ဘောင်းရှိဝေါ်ရှိစောက်လို့၍ယထာစင်မြင့်စာတော်စင်ငါလေးပါးများကိုရွှေမြို့တော်ကြီးပတ်လေကျုံတွင်ကျုံပြင်လမ်းမတော်များမှာနမန္တာဘတ်တက်ဘတ်တက်ခင်းကြီးခင်းချင်းရန်ဘရင်နှင့်မိဖုရားတို့ရွှေဆက်တော်တင်ရန်ကရဝိတ်ဖောင်တော်နှင့်ဖောင်တော်ကိုဆွဲရန်လေကားတော်ခတ်လေတော်လှော်လေတော်တင်မော်တံပံတော်များကို၎င်း မင်းကြီးမင်းသားနဲ့မူတော်မတ်တော်တို့စီးနင်းရန်နှေကားတော်များပါကျုံးတော်အတွင်း၌ရှင်းသက်တော်ခင်ကျင်ထားရှိလေသည်ထိုမြို့တော်တိုင်းအခမ်းအနားကိုတိဘောမင်းတရားကြီးနဲ့မိပြန်ကောင်းကြီးစုဗျာလက်တို့ဒီမင်းသားမင်းသမီးဆွေတော်မျိုးတော်မောင်မမိတ်တန်အပေါင်းခြံရန်လျက်ထွက်တော်မူခဲ့ရာရွှေနန်းတော်အတွင်းမှာမြို့တော်အရှိမျက်နာဥထိတ်တကားတော်ဤအပြင်ပန်းကွန်းထောက်ယာယီစံနန်းတော်အရောက်ရှေ့၆တဲ့ နောက်ကြောက်သက်ခင်းချင်းလိုက်ပါလာရသည်အလဲတွင်ဘញ្ញနှင့်မိဖုရားတို့ကရတနာပေါင်းချေလေတော်ကျိုးလုံးတွင်အစင်းတန်စာဖြင့်ဆင်ရင်ထားတော်မင်းစီအင်္ဂါ၅ပါးနှင့်ပြည့်စုံတော်ဂမုံကျောင်းစင်တော်နှင့်ထွက်တော်မူလာကြသည်ရှင်ဂမုံကျောင်းစင်တော်ကိုဥစည်းရတို့မှလူယုံတော်လက်သုံးတော်ကြီးမြောက်တဝဲဘူးရှင်အောင်မျိုးသားမင်းသားကြီးမောင်မောင်တုတ်ပင်ဖြစ်လေသည်စင်တော်နောက်ထိုင်အဖြစ်နှင့် ထီးဖြူတော်မိုးလျက်လိုက်ပါရူမှာမောင်မောင်တို့၏ညီရင်ပင်နာမျိုးစာတရဲဝံမောင်မောင်ပြောင်းဖြစ်လေသည်ထို့အခါနမတော်စုဖျားလက်သည်အင်ဒရီမပြတ်နေတော်မူရတော်လဲမောင်မောင်တို့အပေါ်တွင်မကြေမချမ်းမှုများကြောင့်မျက်နာတော်တုံတုံမှုံမှုံပင်ရှိခဲ့လေသည်မောင်မောင်တို့အားမလုတာမလဲ့တာအောင်ခြေပြင်းနောင်ပြင်းဖြစ်မိအပြစ်များကိုစင်ကျင်သုံးသက်လျက်ရှိနေသည်ဖြစ်ရာ ောင်မောင်တုတ်ကမူကစုဖျားလက်၏အမျက်တော်တူခြင်းကို အလင်းပင် မရိပ်မိရှာ၏စုဖျားလက်သည်ရွှေနန်းရှင်နှင့်မိမိတို့ကအထူးချင်းမြမြောက်စားထားပါလျက်တစ်ဖက်သက်တစ္ဆာမဲ့ကဲ့သို့မောင်မောင်တုတ်သည်လူယုံတော်အဖြစ်ဓာလန်လက်နက်အပ်၍ညင်းညက်ကက်စေပါနေခဲ့ပါလင်ကျေးဇူးရှင်ကိုပင်ရန်ရှာခြင်းပြုနိုင်လိမ့်မည် မောင်မောင်တို့ဟာအမြန်ဆုံးဖယ်ရှားပြည်ရန် တန်တိုက်တန်ချလိုက်ကာစင်တော်ပေါ်မှာပင် ရွှေတစ်တာစီမံကိန်းကိုစတင်လိုက်လေသည်မြို့တော်တိုင်းအခမ်းအနားလှဲ့တော်မူချိန်တွင်တောင်းတောင်းပြပြဖူးမျောကြောကြတော့ပြည်သူပြည်သားများကိုရှင်ဝယ်သားကဲ့သို့တနာချစ်ခင်တော်မူလာကြောင်းပြည်သူပြည်သားကျွန်တော်မျိုးတို့သည်ဘရင်ကိုချစ်ခင်ကြည်ညိုတော်လဲဘရင်အမှုရန်အရာရန်ကြီးငယ်အချို့က အနိုင်အထနှိမ့်ဆက်ချေလဲခြင်းပြုပါလင်ခေါင်းငုံသာခံနေရှာကြရမည်ထင်ကြောင်းထို့ကြောင့်ပြည်သူပြည်သားကျွန်တော်မျိုးများကမကျေနပ်ပွဲအကြောင်းကိစ္စတစုံတရာရှိခဲ့တော့ဘယင်နှင့်တကွာရွှေလွတ်တော်ကြီးကသိရှိသွားရင်အမည်မဖော်ပဲတိုင်ကြားစာတင်တွင်နိုင်စေခြင်းကမြို့ရင်းပွဲတော်ရဲများအတွင်းကစပြီးမြို့တော်လေးပြင်းလေးရက်တို့တွင်ရွှေတစ်တာများကိုတော့ခတ်ထားပြီးတရင်တပတ်လင်တစ်ချိန် ရှေ့တော်တွင်၍မူတော်မတ်တော်အများရှိနိုင်တော့ဖွင့်၍တန်ကြားစာများကို စစ်စစ်ဖတ်ရှုရန်တန်ကြားစာများအရာအမှုမှန်မှန်မှန်ကိုလည်းတိကျစွာစစ်ဆေးပြီးမှအရေးယူတင့်တယ်လို့ယူရန်စတော်စီမံကိန်းများဖြစ်လေသည်ဒီဘောမင်းရည်သည်မိဖုရားကြီးအကြံပေးချက်တိုင်းမောင်းခတ်ကြညာ၍ရွှေတစ်တာများကိုမြို့ဤလေးပြင်းလေးရက်တို့တွင်အလင်းအမြန်ချထားပေးလိုက်လေသည် ရှင်းတို့လျှို့ဝှက်တိုင်တန်ချက်များထည့်တွင်းရန်ရွှေတလာကြီးများချထားပေးရန်ထိုရွှေတလာဆိုဒီမှာအနန်းတထောင်တော်အလျား2000ခန့်ရှိတော်ကျွန်းတစ်တာကြီးများဖြစ်သည်မင်းတော်တစ်တာဖြစ်၍အပြင်မှရွှေပိန်းချထားသည်ပတ်တာနှင့်ဖွင့်ပိတ်ရန်တော့ပေါက်ပါသည်ဖြင့်တော့ခတ်ထားသည်စာထက်ရန်တစ်တာ၏အပေါ်မျက်နှာစာတွင် စာထက်ပေါက်အလျားတထွာခန့်အနန်းစပတ်စစ်တထောက်ခန့် အပေါက်ဖောက်ထားသည်တိုင်းစာထဲ့လိုလိုများသည်ထိုချင်းကအင်္ဂလိပ်ဆက်ကူနှင့်ခဲရာများပေါ်ပြီးဖြစ်ပြီးဆက်ကူဖြူကိုခဲနှင့်စာရွေ့ရွေ့လဲထဲ့နိုင်သည်ပရပိုက်အနက်လွာလက်ဝါးခန့်တွင်ကန့်ကူဇံနှင့်စာရွေ့ရွေ့လဲထဲ့နိုင်သည်ပြည်သူလူထုသည်ဆက်ကူဖြူနှင့်ပရပိုက်အနက်လွာဖြစ်စေမိုင်းကန်ဆက်ကူဖြစ်စေရေသာအသုံးပြုနေကြပြီဖြစ်လေသည်မြို့တော်တွင်အခမ်းအနားသည် ကြီးကျယ်၍စီကားလာသည်ပရိသတ်လူတို့တို့ရွှေတစ်တာတွင်တိုင်စာများထည့်နိုင်ကြောင်းအမိန်တော်ပြန်ရာလူတို့ကလည်းနှစ်လိုအားရရှိကြပေသည်တို့ရတွင် တိုင်တန်းလိုတော့မကျေနပ်ချက်တို့ကိုအမိမဖော်ဘဲနှင့်ဖွင့်အံပြနိုင်ကြတော်မည်ဟုစိတ်ဝင်စားကြသည်ဘယင်းနှင့်မိဖုရားကောင်တို့သည်ဂမုံကျောင်းစင်တော်နှင့်လှဲ့လေအဖူးမြော်ခံပြီးတဲ့နောက်ကျောင်းတော်ရေမျက်နှာပြင်တွင် ကင်းချင်းစီမံထားရှိပြီဖြစ်တော်တင်းမောတော်တမန်တော်လှေကားတော်ခက်လီတော်လှေလော်တော်ရဲလီတော်များကနယီခရဘုံတော်ရေကင်းစာတော်တီးမျိုးမှုံမျိုးတို့ကိုတပြိုင်နက်တည်းတီးမှုတ်ကြရလေသည်အရှင်နှပါတို့သည်အချွေအရံများခြံရံလျက်ကရဝိတ်ရတနာရွှေပေါင်းတော်ကြီးကိုလော်လေရှစ်စင်းကဆွဲစီလျက်ရေချောင်းကျုံးတော်အတွင်းကထွက်၏ ကရော့ခံကြပြန်လေသည် ကရဝိတ်ရွှေဖောင်တော်ဤနောက်မှာမင်းကြီးမင်းသားမူတော်မတ်တော်များကလည်းယာရုအစဉ်အတန်းလိုက်နှော်လီလှော်ကားတော်များနဲ့ညင်ညင်မွန်းမွန်းရေသက်ကြီးသက်ဆုံလင်စွာ နောက်တော်မှကျုံးတော်ရေမျက်နှာပြေးမှလိုက်ပါကြာရလေသည်မြို့တော်လေးမျက်နှာ ကျုံးတော်ကန်းနဖူးလေးဌာနမှာလည်းပြည်သူပြည်သားပြည့်တတ်များကန်းညွတ်စီကားစွာအယုဒေပြုကြလေသည် ရဝိတ်ရွှေဖောင်းတော်ဒီမြို့တော်ကျုံးလေးမျက်နာကိုတပတ်လှဲ့မိပြီးရှင်းမျက်နာကွန်းထောက်စံနန်းတော်တို့ပြန်လဲဆိုက်ရောက်တော့အခါအရှင်သပါလဲမူလထွက်တော်မူခဲ့ရင်ဖြစ်တော်ကမောင်းချောင်းစင်တော်နှင့်ပင်ရွှေနန်းတော်တို့ပြန်၍ဝင်တော်မူခဲ့ကြလေသည်ထိုမြို့တော်သိမ်းမွေ့အချိန်မှစ၍တိုင်းသူပြည်သားမှန်သည်မြည်သူမဆူမကြောက်မယွံ့မငဲ့မကွက်မိမိတို့အမိကိုမဖော်ရဘဲလွတ်လပ်စွာ ရှောက်လွာတင်းလွာများရေးသား၍ဘယင်းနှင့်မိဖုရားကြီးတို့လက်တော်ရောက်ပေါင်းမြောက်စွာပေးပို့နိုင်သောရွှေတစ်တာများကိုရွှေမြို့တော်လူဆောင်ရာဌာနများတွင်အမြဲချထားပြီးပြည်တိုက်တန်တော်ဆင်ကြီးများကကြီးမူအုပ်ချုပ်လျက်တရင်တပတ်လင်တစ်ချိန်ကြာရှေ့တော်တွင်တောက်ပွင့်ယူပြီးအလွာတော်များကိုအများရှေ့တွင်ဆက်သဖတ်လျှောက်ရလေသည်ဖတ်လျှောက်တွေ့ရှိရသောအလွာများ တိုင်တန်းစာများအနံအခြားတော်အသေးအဖွဲကိစ္စတိုင်တန်းစာများထံရှင်အောင်မင်းသားကြီးမောင်မောင်တို့ မဟုတ်မတရား လုပ်နေသည်ဆိုတော့တိုင်စာများက အလေးကဲလျက်ရှိနေသည်နောက်ပိုင်းတွင်လည်းတစတစများပြားလာနေသည်မိပြန်ကောင်းကြီးသည်မောင်မောင်တို့အားတိုင်ကြတော်စွာလာစာလွာများကိုတီချားစု၍ထားစေပြီးလျင်အေးအေးယူရန်အချိန်ကိုစောင့်စားပြီးအထောက်တော်အတီးတီးကိုလည်း နှယဝက်စွာစုံစမ်းထောက်လန်းလျက်နေစီသည်အချိန်အတန်ကြာလာ၍မြပြန်ကောင်းကြီးမှလည်းတတိယရင်တွဲတော်တဦးကိုပင်တရေတော်ခိုလုံလျက်ရှိလာလေသည်ထို့တွင်ဒီဘောမင်းတရား၏မဲတော်နောင်ရှိမိဖုရားတိရိမဟာသူပပါဒေဝီသည်အိမ်ဖြူတော်၌ပင် မကြမ်းမမာနေရာမှ၌ပါဆံကံတော်ကုန်လေသည်ဒီဘောမင်းတရားသည်ဘရင်မဲတော်အဖြစ်ရောက်၍ နှစ်မကြာလှမီနှရွာဆန်တော်မူရှာတော်မေတော်ဖရာအတွက်ကြေကွဲတော်မူလာသည်မေတော်၏အလောင်းတော်ကို ခမဲတော်မင်းတော်မင်းတရားကြီးအုံနှံပြတ်တတ်တော်အနည်းတွင် ထိပြူတော်လေးစင်းအုံမိုး၍တဝင်းအကင်းချင်းကြည်ကျဲစွာခြံရန်၍ရွှေဝေါ်တော်စင်းနှင်းထွက်တော်မူကမိတကြိုတော်မူသည်မေတော်၏အယိုးတော်ကိုမေတော်ဖရာ၏စေရတော်ကြီးမင်းတင်ရာစာကဖြူတော်ဘောင်းဝတ်လုံးတို့ကို ဝစ်စင်ကောက်ယူ၍ဗရံများစီတော်ရွှေကျုပ်တွင်ထည့်ပြီးဝါတော်တွင်ပိုက်ပွေလျက်ထီးဖြူလေးချက်အုံမိုးကအခမ်းအနားနှင့်အယာဝရီမြစ်သို့ယူဆောင်ပြီးလင်လော်ကားတော်နှစ်ဆင်းနှင့်တင်၍မြစ်လေတွင်အယိုးတော်ကိုချလေသည်